အဲ့လိုအလုံးမင်းငါပါအလုံးမဲတာယာတဲ့နေ့လေးဒီနေ့ဝိုင်းဆိုင်ရပါစေအလုံးမဲကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေနော်အော်ဒီနေ့မိမေကဗီဒီယိုလေးတပုတ်တင်ခြင်းလို့ပါဗာလဲဆိုလို့ရှိရင်အဲ့ဒါဒီနေ့ရပါတော့မင်းပြောမဲ့အကြောင်းအရာလေးကတရရှိမှာအော်ရာမှားထားတဲ့တချို့ချစ်သူလေးပေါ့နော်ငလင်းအဲ့ဒီငလင်းအခုခုဘာဘေးအနေနဲ့ထိထားတယ် အဲအဲ့လိုမျိုးဘက်ကတော့ပဲအဲ့ဒီနဲ့မသက်ဆိုင်တဲ့ဘက်တရောပဲပေါ့နော်အတချို့အော်ရာမာရာချစ်သူလေးတွေပေါ့နော်ဒါက cancel လုပ်ပေးထားပါတယ်လို့အာတချို့တွေကလည်းဆက်သွယ်လို့ရမလားတချို့တွေဆက်သွယ်လို့မရလားမသိဘူးဒါကအကုန်လုံး cancel လုပ်ပေးထားပါတယ်နော်အာတကယ်လို့လိုချင်နေဆိုမှပဲတရားကိုပြန်ပြောပေးပါလို့တရားအကုန်လုံးကို cancel လုပ်ပေးထားပါတယ် တော့မှားထားတဲ့ချစ်သူလေးတွေအကုန်လုံးကို cancel လုပ်ပေးထားပါတယ်။လူချင်းနဲ့အချိန်ကျတော့မှပဲတရားကိုလာပြန်ပြောပါလို့စိတ်မပူပါနဲ့လို့။ဘိုင်းတွေလည်းရကြမှာရမယ်။ဖုန်းတွေလည်းမရတော့ဘူးပေါ့နော်။ဒီတချို့နေရာတွေကကျတော့မလှုပ်ပြင်မဲ့နီးနည်းနည်းနီးတယ်ပေါ့နော်။အဲ့လိုမျိုးနေရာတွေလည်းရှိရပေါ့။တကယ်လို့ချစ်သူလေးတွေကလူချင်းနေဆိုရင်တော့အခုကတော့ လူချင်းနဲ့ဆိုရင်တော့ပြန်ပြောပေါ့အခုကတော့လန်နေရအကုန်လုံးသွားလို့ရနေပြီဆိုတော့ဒလီတွေလည်းပို့လို့ရနေပြီဒလီတွေလည်းပို့လို့ရနေပြီဆိုတော့မင်းမင်းရှီမှာမှားထားတဲ့ချစ်သူလေးတွေအကုန်လုံးတရားဟာကင်ဆယ်လုပ်ထားတယ်ကင်ဆယ်လုပ်ထားတယ်ဆိုတော့တကယ်လို့လိုအပ်တယ်လူချင်းနဲ့ယူမဲဆိုတဲ့လူတွေကတရားကိုပြန်ဆက်သွယ်ပေးပါနော်မယူဘူးဆိုတဲ့လူတွေလည်းဘာမှမဖြစ်ဘူးလို့တရားကဘာမှမပြောပါဘူးနော်အကုန်လုံးအကုန်လုံးကိုစိတ်ပူကြမလို့ဘူးလို့ဖြစ်မှာမဟုတ်ဘူးမဖြစ်တဲ့နေရာတွေအကုန်လုံးကိုလည်း ဒါက cancel လုပ်ပေးထားရယ်နော်ဖြစ်ဖြစ်တဲ့နေရာမှာမဟုတ်ဘူးနော်မဖြစ်တဲ့နေရာတွေအကုန်လုံးလည်းဒါ cancel လုပ်ပေးတာတယ်ဘာလို့လဲဆိုအခုချိန်မှာအလုံးအစိုးရင်ပူပန်မှုတွေတောကတွေနဲ့ရှိနေကြမှာဆိုတော့ဒါကဒါကဒါပါဒါစိတ်သဘောတရားနဲ့ cancel လုပ်ပေးထားတယ်လို့စိတ်မပူကြပါနဲ့လို့နော်ဒါအကျိုးလည်းမတောင်းပါဘူးပစ္စည်းတွေကလိမ့်စာတွေနဲ့ပေးထားရယ်ဆိုမှမင်းမပို့ဘူးနော်ဟဲ့လို့လိုချင်တဲ့ဒီ video file လေးကိုတွေ့တယ်ဆိုတော့မှ တကယ်ကိုလိုအပ်တယ်လိုချင်တယ်ဆိုတော့မှမင်းရဲ့ပစ္စည်းလေးတွေကိုအပေးပါဝယ်ပါအမလို့အပ်ဘူးဆိုလို့ရှင်တော့အခုချိန်မှာတော့ဒါတွေကတော့ luxury type တွေဖြစ်တဲ့အတွက်ကြောင့်ဒီတဲ့အရေးကြီးရလိုအပ်ချင်လိုအပ်နေမှာပေါ့နော်အဲမင်းအတင်းမတိုက်တော့မအောင်လို့ဒါမဲ့မင်းကဘာလို့ဇေယောင်းပို့တွေတင်းနေရလဲဆိုတော့မင်းလဲစာဝတ်နေရရှိပါရဲ့မင်းမင်းမှာလဲမင်းလိုအပ်ချက်တွေရှိသေးတယ်မင်းတူလဲလူချင်သေးရဲ့အဲ့ဆိုမင်းက စိတ်မကောင်းစွာနဲ့ပဲဈေးအောင်နေရပါတော့။ဟိုလိုပျော်ရွှင်ပြီးအဲ့လိုမျိုးကြီးစိတ်ကြီးနေတော့မဟုတ်ဘူးဆိုရင်မင်းတို့လည်းအလုပ်လုပ်ရအောင်မှာပေါ့နော်။မင်းတို့လည်းအလုပ်လုပ်ရအောင်မှာပေါ့။ဟိုအခုလိုမျိုးပေါ့စိတ်မချမ်းသာစရာတည်င်းနေကြားနေပြီးတော့လည်းမင်းတို့ကဒီတိုင်းထိုင်နေရုံနဲ့မှမပြီးရနော်။အဲ့တော့ပြန်လဲထူထောင်ရေးတွေမှာလည်းမင်းတို့လူတင်တာတွေလူရအောင်လို့မင်းတို့အလုပ်လုပ်ကြအောင်မှာပေါ့။အလုပ်လုပ်အောင်မှာဆိုတော့အခုဒါလေးတွေကတော့အစ်တရောက်တဲ့ဟာလေးလည်းရှိရဲ့ဒီဟိုလမ်းကြောင်းလေးတွေကတော့ပုံမှန်လဲပတ်သွားပြီပေါ့။ လိုအပ်တယ်လိုချင်တယ်ဆိုတဲ့လူတွေကတော့မမိရှိမှလာဝယ်ပါပေါ့မမိရှိအော်ဒါမှာထားတဲ့သူတွေအကုန်လုံးကိုမမိကန်ဆယ်လုပ်ပေးထားတယ်တချို့ချစ်သူလေးတွေကဝယ်ချင်တယ်မှာထားတဲ့ဟာတွေပြန်ယူမယ်ဆိုရင်တော့မမိကိုဘိုက်ပါမှာပုံမှန်ပဲဆလာပို့ပေးပါပေါ့နော်အခုကတော့မမိကဟိုအကုန်လုံးကိုကန်ဆယ်လုပ်ပေးလိုက်တယ်ကန်ဆယ်လုပ်ပေးလိုက်တဲ့ဆိုတော့ ပစ္စည်းတွေပို့လို့များလို့မဟုတ်ပါဘူးပစ္စည်းတွေအကုန်လုံးပို့လို့ရပါတယ်ဒါပေမဲ့တဘာဝဘေးရန်တွေအကြောင်းစိတ်ပူပန်သောကတွေရှိနေကြတဲ့ချစ်သူလေးတွေကြောင့်မင်းကကန်ဆယ်လုပ်ပေးထားပါတယ်နော်အဲ့ဒါလေးလည်းမြန်ဒီဗီဒီယိုလေးနဲ့ပြောလိုက်တာပါပြီးတော့လည်းဒီသူမမိရှိရနေပြီးအပိတ်နေတဲ့ချစ်တွေအကုန်လုံးကဒီသူသတင်းကြားနေရတဲ့ဖက်တွေမှာများနေရဆိုတော့မင်းတကယ်တမ်းစိတ်မကောင်းဖြစ်ပါတယ်ပေါ့အော်ဒီ စနေနေ့ကြလို့ရှိရင်လည်း లైట్ လေးပြင်လွတ်မယ်ပေါ့နော်ပြင်လွတ်မယ်ဆိုရခါကြတော့လေတကယ်လဲစိတ်မကောင်းဖြစ်ရပါတယ်အမဲလည်းမင်းလဲအလုံးလုံးကမှအလုံးလုံးကိုလုံးရအောင်မယ်အနေထားပေါ့နော်မင်းတို့အနေထားတွေကလည်းအဲ့လောက်ကြီးလဲအဆင်ပြေချမ်းသာနေတဲ့အနေထားတွေမဟုတ်တော့မင်းရတယ်ပစ္စည်းတွေကလည်းဝယ်ထားပြီးသားဖြစ်နေတဲ့ကြံနဲ့ပါလဲဆိုတော့မင်းအလုံးလောဘကြီးကြတာအလိုမျိုးကြီးသူများပူဆွေးတော့ကနဲ့ကိုယ်ကဇေယောင်းနေမျိုးတော့မဟုတ်ပါဘူးလို့ ဒီခုပြန်လဲထူထောင်ရေးဘက်တွေမှာရောအခုခက်ခဲနေရတာမိမိတို့လည်းတူချင်တယ်ပေါ့နော်အများကြီးတော့မတတ်နိုင်ရင်ဆိုပေမဲ့ဒီလိုမျိုးအလူလာခံတဲ့တူနဲ့တူလို့ကိုလိုလူလာခံတဲ့လူလေးတွေမှာတော့မိမိတို့ကထဲထဲပြီးတော့မှလှူပေးသွားတယ်ပေါ့နော်လှူနေရဆိုကိုပါနေကိုကလည်းဓဗန်ဒလန်သူများလို့ဘလောက်မှတီညာလောက်မှတီဆိုပြီးတော့လည်းမိမိတို့ကမလုံနိုင်ပါဘူးမလုံနိုင်လို့ဆိုပေမဲ့အဲ့လိုကိုနိုင်တလောက်လေးတွေပဲလှူသွားဖို့အတွက်ကမိမိတို့တွေမှလည်းစောင့်နေရရှိရတဲ့အတွက်မြတ် တကယ်ချင်းလိုက်အောင်မင်းကြိုပြီးတော့မှဒီဗီဒီယိုလေးနဲ့တောင်းပန်ထားတာပါနော်မင်းတို့ဈေးရောက်နေဆိုတာလည်းမင်းတို့ကဈေးရောက်မှအဆင်ပြေမှမဟုတ်လို့ဈေးရောက်ရတာပေါ့နော်စိတ်ချမ်းသာနေလို့ပျော်ရွှင်နေလို့ဈေးရောက်နေကြတာမျိုးတော့မဟုတ်ပါဘူးနော်အဲ့တော့ကြောင့်မလို့အကုန်လုံးကိုကြိုပြီးတော့မှမင်းတို့နားလည်ပေးပါလို့ဒီဗီဒီယိုဖိုင်လေးနဲ့မင်းကြိုပြီးတောင်းပန်ပါရဲ့အားလုံးကဆိုရင်ပူပန်တော့ကမှုတွေရှိနေရတော့မင်းတို့လည်းနားလည်ပါတယ်မင်းတို့တွေလည်းဒါဟိုဘယ်ချိန်ဘယ်နေရာမှာဘယ်လိုကြုံရမယ်မသိရတဲ့အတွက်ကြောင့်မလို့ နားလည်ပါလေကိုချင်းလည်းစားပါရဲ့မင်းကစနေနေ့လိုက်လေးရှိရပေါ့နော်စနေနေ့လိုက်မှာလိုအပ်တဲ့လူလိုချင်တဲ့သူကတော့ဝယ်ပါပေါ့အတင်းတော့မရှောင်းပါဘူးဒါပေမဲ့မင်းကဒီပစ္စည်းလေးတွေကလည်းမင်းမှာပိုက်ထားတာဆိုတော့မင်းလည်းဈေးရောက်မှဖြစ်မှာမဟုတ်လို့ပါလို့မင်းကနားလည်ပေးပါခွင့်လို့ပေးပါလို့နောက်မင်းရှင်မှာအော်ဒါမှာထားတဲ့လူတွေအကုန်လုံးလည်းမင်းက cancel လုပ်ပေးထားပါတယ်လိုအပ်မှသာလေမင်းရှင်မှာလာဝယ်ပါလို့ အာနာလိုပေါ့နော်မှားထားပြီးသားဖြစ်နေလို့မင်းကပြောမှာဆိုလို့ဆိုရယ်ဆိုရင်ចောင်းကြတဲ့စိတ်နဲ့မဖြစ်ပါနဲ့လို့အဲ့ဒါမင်းမင်းအကုန်လုံးဒီဗီဒီယိုဖိုင်လေးနဲ့တတိပေးလိုက်တာပါနော်ဗီဒီယိုဖိုင်နဲ့တရီပေးတာမဟုတ်ပါဘူး sorry ပါဒီဗီဒီယိုဖိုင်လေးနဲ့မမြန်ရှင်းပြပေးရတာလို့အကုန်လုံးဟိုအရှင်းနဲ့မှမကောင်းဘောနော်အကုန်လုံးလည်းအမြန်ဆုံးဟိုကိုယ်စိတ်နှစ်ပြန်ကျမ်းမှချမ်းသာကြပါစေ နောက်တစ်ခါ ဒီစုံမသွားတဲ့သူတွေအတွက်လည်းအမြင်တကယ်ကိုနူးညံ့စိတ်မကောင်းဘူးအမြင်ကြံခဲ့တဲ့လူတွေအတွက်လည်းအမြင်ဆုံးပြန်လဲထူထောင်နိုင်ဖို့ခွန်အားတွေအမြင်ဆုံးပြည့်ပါစေလို့ပဲမိမင်းတို့ကစူတောင်းယုံမှတပါမိမင်းတို့ကလုတ်ပေးနိုင်တဲ့အနေထားမရှိရဲ့အတွက်မိမင်းတို့အနေနဲ့စူတောင်းပေးယုံမှတပါစာနာပေးယုံမှတပါမိမင်းတို့ကမတက်နိုင်တဲ့သူတွေပေါ့နော်အဲဒါကြောင့်မလို့တကယ်လို့အမားပါတယ်ဆိုရင်မိမင်းရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်လို့အမားပါသွားရယ်ဆိုရင်မြင်တောက်မှမှာလေလို့နော် မင်းမင်းပြောတလောက်ပေါ့ဆိုလိုချင်တာမင်းမင်းနားလေတလောက်မင်းမင်းနားလေတဲ့ပုံစံနဲ့ပြောတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်မတူညီရရင်ရှင်လေတောက်မှန်ပါတယ်လို့မြန်ဒီဗီဒီယိုဖိုင်လေးရနေပြီးတော့မှတောက်မှန်ပါတယ်နော်အစနေနေ့ like ကလေးမှလည်းဒီဗီဒီယိုဖိုင်လေးရနေပြီးတော့မြင်ကြညာပေးလိုက်ပါရစေ။လိုအပ်တဲ့လူလူချင်းတဲ့သူပေါ့နော်အားလုံးတော့မဆိုးလိုပါဘူး။ အဲတကီလောက်ကလေးတွေလည်းမမေကလုံးလုံးမှရှာမှာမို့လို့ပါလို့မင်းကိုနားလည်ပေးပါလို့ဒီဗီဒီယိုဒီဗီဒီယိုဖိုင်လေးနဲ့ကြိုပြီးမမေတောင်းပန်ထားတာပါနော်။အဲအားလုံးပဲကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။နှလုံးစိတ်ဝမ်းနဲ့အေးချမ်းကြပါစေ။ကံ့ယောဂါကြီးတွေကလည်းအမြန်ဆုံးလုကင်းနိုင်ကြပါစေလို့မမေဆုမွန်ကောင်းတောင်းလိုက်ပါရနော်။အဲအားလုံးပဲတတ်တာ